ဘူးဖပြမယ်အထူးစမ်းနေဖြစ်ရခလေးရဧပြီလ1958ခုနှစ်မြဝတီမဂ္ဂဇင်းထဲမှာခြေသာပေါ်ပြခဲ့ပါတယ်ထူးစမ်းနေဖြစ်ရခလေးပေါ့နော်ခေါင်းစဉ်ကအိမ်မဲသေးမှဘီဖြူရှင်နဲ့ဆလာဒီဘာလူငယ်ရဲ့အနေနဲ့စီခံကမြင်မဲ့တဲ့အိမ်မဲ့ပင်ဖြစ်နေစကားကျွန်တော်စိတ်အထွန်းပဲ ယနေ့ထက်တိုင်အမှတ်တင်တင်ရှိနေပြီ so အိမ်မက်ကပါလေဆိုတော့တိတ်ထူထူဆန်းဆန်းတော့မဟုတ်ပါဘူးအိမ်မက်မနေဂျာပရောဆန်နေပေါ့နော်ကျွန်တော်ဆက်နေသားရယ်ခလီမြတာရှိတယ်ဘလို့မိတို့အကြောင်းနဲ့ဆက်ဆက်ပြီး ပြောင်းတော့ဆွဲလမ်းမှုမရှိပါဘဲနဲ့အဲ့ဒီအိမ်မက်ကိုတခုတော့ညမှာကျွန်တော်ဒီမက်ခက်အိမ်မက်ထဲမှာကျွန်တော်အတော်တယောက်နဲ့အမောင်ဝဲတယောက်တို့နဲ့အတူကျွန်တော်တို့နေထိုင်သောရက်ရွာမှာအခြားသောအမိမသိရွာကလေးတရွာသို့သွားကြပါသည်လမ်းခကြီးတွင်ရေပြင်သို့ဖြတ်ခါကျွန်တော်တခါမှမမြင်ဘူးတေးဘူးတဲ့အမိုးပေါင်းကြုံနဲ့လေတစည်းကိုစီး၍သွားရသည်ဖြစ်ရာထိုးလေးပေါ်ရင် ဘီအဖြူကလေးတစ်ချောင်းကိုကျွန်တော်ကောက်ယူရရှိသဖြင့်အမဖြစ်သူအားပြလိုက်မိပါသည်။ဟဲဒီဟာမကြည့်ရဘီကလေးပဲပေးပေးအသူ့ကိုပြန်ပေးလိုက်မယ်။အမသည်ကျွန်တော်ထံမှဘီဖြူကလေးကိုယူထားပြီးလျင်ကျွန်တော်တို့သွားသည့်ရွာကလေးသို့ရောက်သောအခါတဲခိုသောအိမ်မှကျွန်တော်နှင့်တက်တူရွေတူခစ်သည့်မကြည့်ဆိုသူကလေးကပေးလိုက် ပါတော်သည်အိမ်မက်ကလေးသည်ဤမြတ်မလာသာလာအောင်မရှိတော့ထူးကြမှုလည်းမရှိတော့ကျွန်တော်အဲဖြေးဖြေးချင်းနဲ့ဒီအိမ်မက်ကလေးကိုမင်းရောနေမိတယ်နောက်လင်းနေလောက်ကြတော့ကျွန်တော်အဖွာလက်ရှိနေထိုင်တဲ့အညာဒေသအနေပြီးတော့သူရဲ့ဇာတိချက်ကြွေမွေးရမည်ဖြစ်တဲ့အောက်ပြီးအောက်ယူအောင်အလေပတ်သွားရတယ် ကျွန်တော်လဲလိုက်ပွားပါတော့တယ်မန္တလေးမြို့မှာဂျထားစီ၍ပကိုးရင်လမ်းခွဲက၃ဝမြို့ကလေးကိုရောက်ခဲ့ကြရတယ်ထုံမြို့မှာတဖန်စံတင်လာသည့်ခီးကြုံတံပန်လိုစီကညောင်နီရွာကလေးတို့သွားခဲ့ကြတယ်တံပန်စီတဲ့ရင်မင်းမေးပြောင်နေပြီဖြစ်တဲ့လွန်ခဲ့တဲ့လင်းနေကအိမ်မက်သည်ကျွန်တော်စိတ်မှပြန်ပေါ်လာအကြောင်းအားကျွန်တော်အိမ်မက်ထဲမှာပေါင်းချုပ်လေကြီးသည်ယခု စီနေသောတံပန်နဲ့ပုဒ္ဒရန်တူနေသောကြောင့်ဖြစ်တယ်။ဟာ။ပေါင်းကျုပ်လေးကြီးကလည်းသူ့အိမ်မက်နဲ့ဆိုတော့အိမ်မက်ဒရီယာ။ညောင်နီရာဂရီဒီချနိုဤပွိုင်အကိုဝင်ဝဲအိမ်မှာတဲခိုကြတယ်။အဲ့ဒီအိမ်ရောက်ရင်ထူးဆန်းသောမိန်းကလေးတယောက်ကိုတွေ့မြင်ရပါတော့တယ်။ထိုမိန်းကလေးဒီချနိုနဲ့တက်တူရွေရူများလောက်ပင်ရှိတဲ့အိမ်မက်ထဲမှာခလီမာလီနဲ့လဲ လုံးဝထတ်တူဖြစ်က ခေါင်းမှလည်းဘီးဖြူကလေးကိုစိုက်ထားတယ်။ကျွန်တော်အိမ်မဲထဲမှာမြင်ဘူးသည့်နဲ့ကလေးမစိုက်ကြည့်နေရသူမကလည်းတဖန်ကျွန်တော်ကိုမြင်ဘူးသည့်ဟန်ပြန်ပြီးစူးစူးဆိုက်ဆိုက်ကြည့်နေတော့ကြောင့်သူ့အမေကဟင်မကြီးအုံးလေးကိုဘာလို့ဒီလောက်တောင်ကြည့်နေရသလဲကွယ်သူခဏရှက်နေရောမယ်။အဲ့ဒါမကြီးနဲ့မောင်နှမတော်လေးအေးကွယ်ကဲမောင်လေးကိုနှုတ်ဆက်လိုက်တယ်သမီး။အိမ်မဲနဲ့တူနေတော့ကျွန်တော်မှ အံ့ဩပြီးနေစေမချီဟုသောအတန်ကိုကြားရတော့ပိုကေအာတင်သွားတယ်သူမရဲ့သားရချီလေးနဲ့အတန်ကလေးကအေးမြားစွာ ထွက်ပေါ်လာတယ်ဟင်းဟုတ်လားမမီကျမကလေဟိုးရင်မမီ ပြောဘူးတဲ့အိမ်မထဲကသမီးရဲ့ဘင်းလေးကို ရှာပေးတဲ့မော်ဒီနဲ့တူတူကြည့်နေတာပါကျွန်တော်မှာ ပဇာဟောင်းသားဟာလီအန်အောဂျီမကအန်အောနေမိပါတည်းမဆန်းသောအိမ်မက်ပင်ဖြစ်နေစကားကြုံရချက်ထူးခြားလာသောကြောင့်ကျွန်တော်ဤလုံသားဝယ်ယနေ့ထက်တိုင်အမှတ်တင်တင်တီရှိနေပါသေးသည်စာရည်သူမောင်ပီလား